ကျွန်တော်2008ခုနှစ်တည်းကစပြီးတော့မိတ်ကပ်ပညာကိုလှုပ်ရှားလာခဲ့တာပေါ့နော်အဲ့ချိန်တုန်းကဆိုလို့ရှိရင်မြန်မာနိုင်ငံမှာလေဒီလိုမျိုးအင်တာနက်တွေလည်းမပေါ်သေးတဲ့ခါကျတော့မျက်စိပွင့်နားပွင့်သိမရှိဘူးအဲ့ခေတ်တုန်းကဆိုရင်မိတ်ကပ်ပြင်စားရတယ်ဆိုလို့ရှိရင်လူတွေကအထင်သေးကြတယ်များသောအားဖြင့်ဘယ်လိုမျိုးအထင်သေးရဲဆိုတော့အမျိုးသားလို့ခေါ်တော့တချို့တော့လူတွေပေါ့နော်အာမိတ်ကပ်ပြင်လိုက်တာနဲ့သူတို့ရဲ့အတုံးလုံးကလေမိုးချိုးမြစ်ချိုးတွေပြောတာမျိုးတွေကြုံတွေ့ခဲ့ရတယ် ကျွန်တော်အရန်ကုန်ယူပါတယ်ကျွန်တော်အစောပိုင်းတော့ကတက္ကသိုလ်ပြီးရတဲ့အချိန်မှာကွန်ပျူတာနဲ့ပွဲရတဲ့အခါမှာကျွန်တော်ဘာလုပ်ငန်းနဲ့ရက်တရမှမသိဘူးပေါ့နော်တကယ်တကယ်တမ်းဟိုကျွန်တော်လိုပဲအပြင်လောကမှာရှိတဲ့ညီငယ်ညီမတွေဆိုလို့ရှိရင်လည်းကြောင်းပြီးသွားတာတမျိုးအပြင်မှာလှုပ်ရှားနေရတဲ့ professional life ကတမျိုးမတူကြဘူးပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ဒီအတတ်မွေးမွေးမှုပညာနဲ့ကြောင်းပညာနဲ့တစ်ထက်တည်းကြားရလူဆိုတာဒီဘက်ကမှာရှားလာပြီအဲ့တော့ကျွန်တော်တို့ဘေးချေထားတဲ့ဒီ make up ပညာရက်ဒီကျွန်တော်အတွက် ွန်ပျူတာနဲ့ဘွဲရထားမှန်ပေမဲ့လည်းမိတ်ကဆရာတယောက်ဖြစ်နေရဲ့အဲ့တော့မိတ်ကဆရာတယောက်အနေနဲ့ဆိုလို့ရှိရင်တိမ်ငယ်ဆရာရှိလာတော့တိမ်ငယ်ဆရာမလိုပါဘူးဘာပဲဖြစ်အခုချိန်မှာပဲနားသွားသွားကျွန်တော်တော့မမှတ်မိဘူးကိုနဲ့ပြင်ခဲ့တဲ့သတို့သမီးတွေကလေနေရာတိုင်းမှာရှိရဲလာလာနှုတ်ဆက်ကြရတယ်ပဲနားရောက်ရောက်ခါကျရင်စားသောက်ဆိုင်တွေဝင်သွားကိုတော်ပတ်စံမရှင်းရသူတို့ကရှင်းပြီးပြီးသွားပြီရှစ်လို့အကိုခင်လို့စသဖြင့်ပေါ့နော်ဆိုတော့ဒီမိတ်ကပညာလူရှိလူခင်လဲပေါ်စေတယ် အဲဘယ်နားရောက်ရောက်ပေါ့နော်ကို့မှာအဆက်အသွယ်ကောင်းနေရတယ်ပြီးတော့အတိုင်းဝိုင်းကောင်းနေရဲ့ဝင်ဆက်မှုတွေလည်းရှိလာတယ်ပေါ့နော်ဒါကြောင့်မလို့ဒီပညာရက်ကတော့လူငယ်တွေအတွက်တော့တကယ်ကောင်းတဲ့လုပ်ငန်းလေးတစ်ခုပါဟုတ်ဟိုကျွန်တော် Today Wedding Studio ဆိုပြီးတော့တည်ထောင်လိုက်တာ6လလောက်ရှိပါပြီအဲ့ချိန်ကျတော့ကျွန်တော်ကိုတင်နန်းတက်ချင်တယ်ဆိုတဲ့ညီငယ်ညီမတွေကဆက်သွယ်ပြီးတော့အလုပ်လာအပ်တဲ့အခါမှာတင်နန်းလေးဖွင့်ဖြစ်သွားတာပါအရင်တည်းကဖွင့်ဖို့လာလာပြီးတော့ကန်လန်းနေခဲ့တယ်ဒါပေမဲ့ကျွန်တော်အလုပ်လေးနည်းနည်းများနေလို့မဖွင့်ဖြစ်ခဲ့ဘူးပေါ့နော်အခုတော့ဟိုမဖွင့်လို့မရတဲ့အနေအထားမှာ ်အတင်းမဲ့ဇွတ်ပေါ့နော်တင်ပေးပါဆိုပြီးရောက်လာတဲ့အတွက်တင်ပေးဖြစ်ပါတယ်အဲ့အတွက်အခုလာမဲ့ဒီ April လမှာပေါ့နော်ပထမပတ်မှာစပြီးတော့တင်တန်းလေးရှိပါတယ်အကဲဒီ April လမှာမတက်ဖြစ်တဲ့လူတွေဆိုရင်တော့ကျွန်တော်မိုးရင်းမှာနောက်ထပ်တန်းထပ်ပြီးဖွင့်ဖို့ရှိပါအဲ့ခါကျတော့ join လို့ရပါတယ်အဲဒီတင်တန်းလေးကိုဖွင့်ရတဲ့အခါမှာ post လေးတစ်ခုတင်ပေးထားရပါပေါ့နော်အဲသူတို့လာ app ပြီးအခါကျတော့ဒီအတော့နဲ့ထပ်ပြီးတော့ join ကျင်တဲ့အခြားသောညီငယ်ညီမတွေအတွက်ပါ information လေးပေးကျင်တယ်ဆိုပြီးတော့ အတင်းတန်းအပ်ထားပြီးတော့မှကျွန်တော်တင်တန်း post လေးကိုစပြီးကြီးညာဖြစ်တာကြီးညာဖြစ်တဲ့အခါကျတော့ဘာလေးကောင်းစင်ပြီးရင်ကောင်းမလဲလို့စဉ်းစားလိုက်တော့လေချမ်းသာခြင်း make up တင်ဆိုတဲ့ခေါင်းစဉ်လေးကျွန်တော်ခေါင်းထဲမှာဖတ်ခနဲပေါ်လာအဲ့ဒီခေါင်းစဉ်လေးပဲရွေးလိုက်တော့မယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ဘဝရဲ့ကိုတွင်းလေးကိုနှိုင်းရှင်လိုက်တာပေါ့ကျွန်တော်ဒီလေအဲပြောမယ်ဆိုလို့ရှိရင်တာမန် live ကနေမှာအခုလိုမျိုးပြည့်ပြည့်စုံစုံချမ်းချမ်းသာသာရှိလာခဲ့တယ်ဆိုတာကလည်းဒီတမအာဇီဝကြားတဲ့ make up ပညာရက်နဲ့ပဲကျွန်တော်ချမ်းသာလာခဲ့တာဖြစ်တဲ့အတွက်အဲ့လိုပဲကိုလိုပဲပေါ့နော် အဲစီးပွားရေးလုပ်ငန်းတစ်ခုတည်ထောင်ခြင်းနဲ့ညီငယ်ညီမတွေရှိတယ်အခုချိန်မှာဆိုလို့ရှိရင်လူငယ်တစုကလမ်းပြောင်းနေကြရဘာလို့လို့လို့မှမသိရလူတွေရှိရပေါ့နော်ဟိုနိုင်ငံသားသွားဖို့အတွက်ဂျပန်စာတက်တဲ့လူကတက်ကိုရီးယားစာတက်တဲ့လူကတက်ဒါပေမဲ့လည်းတောင်ပွဲသွားဖြေကြတယ်မအောင်နောက်ထပ်ပြန် join ရတယ်ဆိုတော့သူတို့မှာအချိန်နေကုန်နေတယ်တကယ်တကယ်တမ်းကျတော့သူတို့ဘာဖြစ်စင်လဲဆိုတဲ့အရာကသူတို့မှာအိမ်မက်တွေရှိကြတယ်ပေါ့နော်အဲ့အတွက်အခုလာပြီးတော့တင်တဲ့တက်တဲ့အခါမှာသူတို့ပြောပြရတယ် ဝါသနာပါတယ်တဲ့မိကပ်ပညာကိုတဲ့အဲ့တော့ဟိုဒီပညာကိုဒီမှာအရင်သင်မယ်ပေါ့နော်ကျွန်တော်စီမှာလာသင်ပြီးတော့အတွေ့အကြုံယူမယ်ယူပြီးရကြအကယ်၍သူတို့စောင်းမွေးဖြည့်ထားတဲ့ဘာသာရက်တွေကနိုင်ငံသားသွားဖြစ်တဲ့ခါကျရင်သူတို့ရောက်သွားတဲ့နိုင်ငံတွေမှာဒီပညာနဲ့ဆက်ပြီးအသက်မွေးဝမ်းကြောင်းပြုလို့ရတယ်ဆိုတော့အရင်လဲကောင်းတဲ့အလုပ်လေးတစ်ခုပါပဲဘာပဲဖြစ်ကျွန်တော်တို့ဒီ make up ပညာဆိုတာအထင်သေးလို့မရဘူးခင်ဗျဘာဖြစ်လို့လဲဆိုတော့သူများပစီခိုးတဲ့လုပ်ငန်းလည်းမဟုတ်သလိုသူများကိုလိန်စားတဲ့လုပ်ငန်းမျိုးလည်းမဟုတ်ဘူးကိုလုံလိုက်ရတဲ့ဝန်ဆောင်မှုက လာပြင်တဲ့ customer တွေလှသွားတယ်ဆိုရင်ပျော်သွားကြတယ်အဲ့တော့ကျွန်တော်တို့ကလည်းဟိတ်နေခံနေနဲ့ဖြဲချောက်ပြီးတော့မှပတ်စံတောင်းရတဲ့လုပ်ငန်းမျိုးမဟုတ်ဘူးအလုံးမအပ်ခင်ခဲ့တဲ့ကဘလောက်တော့ဆိုပြီးတော့ make up ကြီးကိုပြောပြီးတော့မှတန်ရာတန်ကြီးကို customer စိတ်နစ်သက်လို့မှလာပြီးအားပေးကြလိမ့်ကြတယ်ဆိုတဲ့ပုံမှာသူကျင်းတဲ့လို့လာလိမ့်တဲ့ပုံမှာကျွန်တော်ဝယ်ဆောင်မှုပေးလိုက်လို့ရှိရင်လှပြီးတော့ပြန်သွားလို့ရှိရင်ကျေးဇူးတွေတင်ပြီးတဖွာဖွာနဲ့ပြန်လာရင်တော့ဘုတ်တွေဝယ်လာပြီးတော့ကြွေးကြတဲ့ customer တွေများရပါတော့အဲ့တော့ဒီပညာလေးကိုလို့တဲ့အခါမှာစိတ်ချမ်းသာရတယ် အချို့လုပ်ငန်းတွေဆိုလို့ရှိရင်ကျွန်တော်တို့ကိုလာပြီးတော့ lane နဲ့ customer တွေပြောပြတယ်အားတဲ့အကိုတဲ့အကိုလုပ်ငန်းလေးရတဲ့မောင်မြတ်တယ်နော်တဲ့ကျမတို့လုပ်ငန်းဆိုလို့ရှိရင်တဲ့တို့ရေလုပ်ငန်းလုပ်တယ်ပေါ့နော်ရေလုပ်ငန်းဆိုတော့ဘာဖြစ်ဖြစ်ဒီပါဏာတိပါတာကန်ရှိတယ်ပေါ့နော်အဲ့အတွက်လောက်တာလုပ်နေရတာတဲ့အကိုလုပ်ငန်းလေးရတော့တဲ့ပို့ပြီးတော့တမအာဇီဝနဲ့ဒီငါးပါးသီလတဲမှာလည်းမလူးမကျူးလွန်တာတဲ့အလုပ်လေးလည်းဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ အရန်ကောင်းတယ်ဆိုပြီးပြောကြတယ်အဲ့အတွက်လည်းကျွန်တော်ကကိုရွေးချယ်တဲ့ဘဝလေးကိုကျင့်တတ်တယ်ပြီးတော့အခုချိန်မှာဆိုလို့ရှိရင်အဲလူငယ်လေးတွေဒီလိုမျိုးမိတ်ကပ်ပညာဝါသနာပါလာတဲ့အခါမှာကျွန်တော်ကတင်ပြီးတဲ့အခါမှာဆရာစားလုံးဝမချန်ဘဲနဲ့ကျွန်တော်ဖြတ်တန်းခဲ့တဲ့အနည်း၂၀လောက်ရှိခဲ့တဲ့အတွေ့အကြုံတွေကိုစာတွေ့ရောလက်တွေ့ရောသင်ပြီးမှသင်တဲ့အခါကျရင် မြန်မာနိုင်ငံထဲမှာလိမ့်ချနေကြတဲ့သတို့သားသတို့သမီးတွေရဲ့မြန်မာ tradition နဲ့ထိုင်မသိန်း look လေးတွေလည်းပါမယ်ပြီးတော့ထိုင်းနိုင်ငံမှာခေတ်စားနေတဲ့ထိုင်း look လေးတွေလည်းပါမယ်ပေါ့နော်ဒါမျိုးလေးတွေပေါင်းဆက်ပြီးတော့ဒီနိုင်ငံတကာစံချိန်စံညွှန်းနဲ့ညီများတဲ့အသင်းညွှန်းညွှန်းကြတဲ့သင်ပေးမှဖြစ်ပါတယ်ကျွန်တော်2008ခုနှစ်တည်းကစပြီးတော့ make up ပညာကိုလှူစားလာခဲ့တာပေါ့နော်အဲ့ချိန်တုန်းကဆိုလို့ရှိရင်မြန်မာနိုင်ငံမှာလေး ီလိုမျိုး internet တွေလည်းမပေါ်သေးတဲ့ခါကျတော့မျက်စိပွင့်နားပွင့်သိမ့်မရှိဘူးအိုက်ခက်တုံးကဆိုရင် makeup ပြင်စားရတယ်ဆိုလို့ရှိရင်လူတွေကအထင်သေးကြတယ်ညာသားပြဘလို့လူမျိုးအထင်သေးရဲဆိုတော့အမျိုးသားလို့ခေါ်တော့တချို့တော့လူတွေပေါ့နော်အာ makeup ပြင်လိုက်တာနဲ့သူတို့ရဲ့အတုံးတုံးကလေမိုးချိုးမြင့်ချိုးတွေပြောတာမျိုးတွေကြုံတွေ့ခဲ့ရတယ်ဒါပေမဲ့တကယ်တကယ်တမ်းကျတော့ makeup ပညာကတမအာဇီဝလုပ်ငန်းလေသူများကိုကိုးစားထားတဲ့လုပ်ငန်းလည်းမဟုတ်ဘူးသူများကိုစော်ကားပြီးတော့မှ ရှားတဲ့လုပ်ငန်းမျိုးလည်းမဟုတ်ဘူးရှက်စရာလည်းမဟုတ်ဘူးပေါ့နော်အဲ့အတွက်ဟိုမိတ်ကက်စရာတယောက်ဒီလူတယောက်ရဲ့ယုံကြည်မှုရအောင်လုပ်ရတာအရန်တန်ဖိုးရှိတဲ့အတိဆောင်းမှုတွေလုပ်ခဲ့ရတယ်လိမ့်တဲ့ယုံလောင်းတဲ့တော့ဘယ်သူမှကိုယ့်မျက်နှာကိုအင်းဆိုပြီးတော့ထိုးခံပြီးတော့လိမ့်မှာမဟုတ်ဘူးကိုယ့်ရဲ့ personality ကောင်းလားအရင်ကြည့်တယ်ကိုယ့်ရဲ့ဒီလက်ရာနှာသလားကြည့်သေးတယ်သူ့ရဲ့နာမည်ကြော်ကြားမှုကောင်းသလားဆိုတာကြည့်သေးတယ်စသဖြင့်ဒါတွေအကုန်လုံးကိုကြည့်ပြီးတော့မှ ကတ်စတမာတွေရွေးချယ်ကြဖြစ်တဲ့အကြောင်းမို့လို့မိတ်ကပ်ပြင်စားတဲ့လူတွေကအထင်သေးစရာမလိုဘူးလို့ကျွန်တော်ကထင်တယ်နောက်တစ်ခုကမိတ်ကပ်ပညာဆိုတာပေါ်ပေါ်ပဲပဲမရအောင်သင်တန်းကြီးရတဲ့ထိုက်သင့်တဲ့သင်တန်းကြီးရှိသလိုပစ္စည်းတွေဝယ်ရတဲ့အခါမှာလည်းထိုက်သင့်တဲ့ကုန်ကြစည်တွေရှိတယ်အခုကကုန်စည်နှုန်းနဲ့ဆိုရင်အရန်ဈေးကြီးကုန်ပြီတကယ်ကို branded makeup foundation the blend ကိုင်လိုက်မလားအဲ9သိန်း6သိန်းလောက်ရှိတယ် အဲအရင်တော့ဆိုလို့ရှိရင်ကျွန်တော်တို့2008လောက်ကလိန်ခဲ့စဉ်တစ်လျှောက်လုံးအထိမှာမိတ်ကက်လိန်လို့ရှိရင်ဘာမှတော့မှစကင်ကဲခံစရာမလိုတိုနာလောက်လိန်ပြီးလို့ရှိရင်စပြီးတော့ဖောင်ဒေးရှင်းလိန်လို့ရအခုခေတ်မှာမရတော့တိုနာ serum essence moisturizer sunscreen bb cream တိရမနာဟို highlight စသဖြင့်အကုန်လုံးပေါ့အောက်ချီမှာပြောမယ်ဆိုလို့ရှိရင် skin care ကိုသေချာလေးလုပ်ပြီးတော့မှ foundation စလိမ့်ရတဲ့ပုံစံဖြစ်လာပြီအဲ့တော့ကျွန်တော်တို့သုံးတဲ့ဒီ dior ဒီ essence lotion လို့ပြောလို့ဆိုတော့တပလင်းကိုပဲ၈သိန်း၉သိန်းလောက်ရှိနေပြီသဘောတရားက makeup ပေါက်တစ်ပေါက်ဖြစ်လာဖို့အတွက်ဝယ်ရင်းရတဲ့ product တစ်ခုချင်းစီတိုင်းမှာတန်ကြီးတွေဆိုတာရှိတယ်ပြီးတော့ကျွန်တော် foundation တစ်ခုကင်ပြီဆိုရင်ဥပမာ channel foundation ကင်တယ်အယောင်အနုအရင်ဆိုတာ၃လင်းရောင်ရှိရင်၃လောင်လုံးဝယ်ထားရတယ်အဲ့ဒါမှမှ matte type ဆိုလို့ရှိရင် matte ပြီးလို့ရှိရင်အခုဆိုနောက်ပိုင်းကဒီ serum foundation ပေါ်လာပြီဆိုတော့ဟာ serum foundation မှာအနုရင်းတွေဝယ်ရပြန်တယ်အဲ့တော့သဘောတရားပါလဲဆိုတော့ မိတ်ကပ်ပေါက်တစ်ပေါက်ရဲ့တန်ကြီးကအခုခေတ်တန်ဘိုးနဲ့ဆိုလို့ရှိရင်3900နဲ့1000ကျားလောက်ထိတောင်မှရင်းနှီးမြုပ်နှံရတဲ့ခေတ်ကြီးဖြစ်လာပြီအဲ့တော့ပတ်စံပုံပုံပဲပဲနဲ့မိတ်ကပ်ဆရာတယောက်ဖြစ်အောင်လုပ်လို့မရတော့ခေတ်ဖြစ်လာတဲ့အခါမှာအဲပြောမယ်ဆိုကျွန်တော်ကတော့မိတ်ကပ်ပညာအထင်မသေးစေခြင်းဘူးမိတ်ကပ်လိမ့်စားတဲ့လူတွေကိုလည်းအထင်မသေးစေခြင်းဘူးပေါ့နော်ဒီမိတ်ကပ်ပညာသည်လူတွေကိုလှအောင်လူတွေကိုစိတ်ချမ်းသာအောင်ဖန်တီးပေးနေတဲ့အကျိုးပြုတဲ့လုပ်ငန်းဖြစ်တဲ့အကြောင်းမို့လို့အားလုံးကိုပေါ့နော်ဟို warmly welcome လုပ်စီခြင်းနဲ့ ကျွန်တော်အရန်ကုန်ယူပါတယ်ကျွန်တော်အစောပိုင်းတော့တက္ကသိုလ်ပြီးရဲ့အချိန်မှာကွန်ပျူတာနဲ့ပွဲရတဲ့ခါမှာကျွန်တော်ဘာလုပ်ငန်းနဲ့ရက်တရမှမသိဘူးပေါ့နော်တကယ်တကယ်တမ်းဟိုကျွန်တော်လိုပဲအပြင်လောကမှာရှိတဲ့ညီငယ်ညီမတွေဆိုလို့ရှိရင်လည်းကြောင်းပြီးသွားတာတမျိုးအပြင်မှာလှုပ်ရှားနေရတဲ့ professional life ကတမျိုးမတူကြအောင်ပေါ့နော်အဲ့လိုမျိုးကိုယ့်ရဲ့ဒီအတတ်မွေးမွမ်းမှုပညာနဲ့ကြောင်းပညာနဲ့တစ်ထက်တည်းကြားရလို့ဆိုတာဒီဘက်ကမှရှားလာပြီအဲ့တော့ကျွန်တော်တို့ရွေးချယ်ထားတဲ့ဒီ make up ပညာရက်တွေကျွန်တော်အတွက် ွန်ပျူတာနဲ့ဘွဲရထားမှန်ပေမဲ့လည်းမိတ်ကဆရာတယောက်ဖြစ်နေရဲ့အဲ့တော့မိတ်ကဆရာတယောက်အနေနဲ့ဆိုလို့ရှိရင်တိမ်ငယ်ဆရာရှိလာတော့တိမ်ငယ်ဆရာမလိုပါဘူး။ဘာပဲဖြစ်အခုချိန်မှာပဲနားသွားသွားကျွန်တော်တော့မမှတ်မိဘူး။ကိုနဲ့ပြင်ခဲ့တဲ့သရိုးသမီးတွေကလေနေရာတိုင်းမှာရှိရလာလာနှုတ်ဆက်ကြရတယ်။ဘယ်နားရောက်ရောက်ကားကြိုင်စားတောက်ဆိုင်တွေဝင်ဝါကိုတော်ပတ်ဆက်မရှင်းရသူတို့ကရှင်းပြီးပြီးသွားပြီ။ချစ်လို့အကိုခင်လို့စသဖြင့်ပေါ့နော်ဆိုတော့ဒီမိကပညာကလူရှိလူခင်လဲပေါ်စေတယ်။ အဲဗင်သားရောက်ရောက်ပေါ့နော်ကို့မှာအဆက်အသွယ်ကောင်းနေရတယ်ပြီးတော့အတိုင်းဝိုင်းကောင်းနေရဲ့ဝင်ဆက်မှုတွေလည်းရှိလာတယ်ပေါ့နော်ဒါကြောင့်မလို့ဒီပညာရက်ကတော့လူငယ်တွေအတွက်တော့တကယ်ကောင်းတဲ့လုပ်ငန်းလေးတစ်ခုပါဟုတ်အဲဒီဘက်ခက်လူငယ်တွေပေါ့နော်ကျွန်တော်လိုင်းပေါ်မှာတွေ့တာအရန်ချီးကျူးတယ်အရင်တော့ဆိုလို့ရှိရင်ငငယ်လေးရင်းနဲ့ make up ဆရာလောကထဲမှာမရှိလာသေးဘူးကျွန်တော်တို့စလိမ့်နေ2008 2010ဝင်ကျင်လောက်ပါဆိုလို့ရှိရင်ပေါ့နော်ဒီဘက်ခက်ကကလေးတွေကြည့်လိုက်လို့ရှိရင်ဟိုယောက်ျားလေးတွေပဲ ငငယ်ချောချောလေးတွေပဲပေါ့နော်ဟာတချို့ဆိုဂျင်လေးတောင်ဆော့ပြီးတော့ကြည့်လိုက်ပထမ model လားပေါ့ပြီးတော့မှသူရဲ့ wall ထဲဝင်ကြည့်လိုက်ရင်သူတို့က makeup artist တွေဖြစ်နေကြရတယ်ပေါ့နော်အဲ့တော့သူတို့ရဲ့ဒီ biography ကြည့်လိုက်ကြရင်လည်းပညာတတ်တွေလည်းရှိတယ်ဆိုတော့သဘောတရားကဒီဘက်ခင်မှာအမျိုးသားတော်တော်များများပေါ့နော် makeup ဆရာတွေဖြစ်လာတယ်အထင်သေးဆရာမကောင်းတော့ဘူးအားလုံးသူတို့ကြည့်လိုက်လို့ရှိရင်ဒီကလေးတွေရဲ့လက်ရည်တွေအရန်တော်ကြတယ်အရန်လာကြတယ်ပေါ့အဲ့အတွက်ဒီ makeup industry ကတော့ပို့ပြီးတော့တိုးတက်လာတယ်တိုးတက်လာသလိုပဲ ဒီဘက်ခင်မှာဆိုလို့ရှိရင်မိန်းကလေး artist တွေလည်းပုံများလာတယ်အရင်ကဆိုယောက်ျားလေး artist တွေပဲရှိကြတယ်ပေါ့ဒီဘက်ခင်မှာယောက်ျားလေးပညာရှင်ရောမိန်းကလေးပညာရှင်ရောများလာတယ်အဲ့ပေါ်မှာလည်း customer တွေကလည်းသူ့မိန်းနဲ့သူပေါ့နော်သူ့လက်ရကြိုက်တယ်သူ့ကိုခင်တယ်ဆိုသွားကြတယ်ပေါ့အဲ့အတွက်အားလုံးလည်းအလုပ်ကိုယ်စီရနေကြတာရှိရတဲ့အကြောင်းမို့လို့လည်းဝမ်းသာပါတယ်